ဆာကာမိုတိုကတော့မြေရောက်ထက်9မှာလက်နက်လူသားနဲ့တိုက်ခိုက်နေပါတယ်။ပြီးတော့9ဖွဲ့သားတွေကိုလည်းအထင်မသေးနဲ့လို့ပြောနေပါသေးတယ်။ရှင်းနဲ့မာရှီမိုကလည်းအပေါ်တန်းမှာကိုပြားလူသားနဲ့တိုက်ခိုက်ပါတယ်။မာရှီမိုတစ်ချက်ပြစ်လိုက်ပေမဲ့ကိုပြားလူသားကဒဏ်ရာပြန်အဆင်ပြေသွားပြီးထက်တိုက်ခိုက်ပါတယ်။မာရှီမိုရဲ့ကိုပြားလူသားကိုမမြင်ရတော့ပြစ်မဲ့မှန်ရခတ်နေပါတယ်။အဲဒီအချိန်မာရှီမိုကိုကိုပြားလူသားကဝင်တိုက်ခိုက်တော့သူ့ရဲ့ခြေစံတွေကလည်းအောက်ကိုပြုတ်ကျကုန်ပါတယ်။ကိုပြားလူသားကနိုင်မီတင်နေတော့ပါစတီကခြေစံတော်တော့ချီပြီးလာပေးပါတယ်။ ကိုပြောလူသားကိုမမြင်ရပေမဲ့မာရှင်ဘိုကတံပြန်ချင်းနဲ့အဆောက်အုံရဲ့ရေထွက်လာမယ့်နေရာကိုမှန်းပြီးပစ်လိုက်ပါတယ်။ရေတွေကျလာတော့ကိုပြောလို့မရတော့ပါဘူး။အဲ့ဒီအချိန်ရှင်းကဝင်တိုက်ခိုက်ပြီးစသိန်းပေးလိုက်ပါတော့တယ်။စာကံဘိုတိုကတော့အောက်မှာလက်နဲ့လူသားနဲ့တိုက်ခိုက်နေပြီးလန်ဒတ်ကိုအားကိုးတာကတတိယအဆင့်ပဲလို့ဆိုလာပါတယ်။ဒါပေမဲ့ဒီအဆောက်အုံကနောက်မိနစ်20နေပောက်ကွဲတော့မှာပါ။စာကံဘိုတိုချနေတဲ့အထက်ကမြေရောယထာလက်နဲ့ဆက်ထားတဲ့အထက်ဖြစ်ပြီးယထာကလာနေပါတယ်။တကယ်တော့လက်နက်လူသားကမတေမျိုးခန္ဓာကိုယ်နဲ့ပါစကာမိုတိုလက်ဆက်တိုက်ခိုက်ပြီးလက်နက်လူသားကိုအမောက်သိခဲ့ပါတယ် မင်းကမသေးခန္ဓာကိုယ်နဲ့ဆိုတော့တက်မိမှမစိုးရိမ်ရတော့ဘူးပေါ့ဆိုပြီးပြောလိုက်ပါတယ်။ boss ကိုရှင်းပြပြဖြစ်ကြောင်းနဲ့အဆောက်အုံကနောက်15မိနစ်နဲ့ရပောက်ွဲတော့မယ်ဆိုတာကိုရှင်းတို့ကိုလှမ်းအကြောင်းကြားလိုက်ပါတယ်။ရှင်းကဒလိုက်ဆဆိုင်အပေါ်တက်ပြူကြပြီးလူလူစီကိုရောက်လာပါတယ်။ရှင်းကအဆောက်အုံထဲမှာစိတ်ဖတ်လိုက်ပြီးဒီထက်မှအတန်ကြားရတဲ့ထက်ကလူဘူလူလူနဲ့မှရှီမိုကိုကယ်ဟန်လိုက်ပါတယ်။သူကတော့ ascura နဲ့အောက်ထက်ကိုလာခဲ့ပါတယ်။ဖက်ပေါက်ရှာတဲ့လမ်းကိုတော့ ascura ရဲ့စိတ်ကိုဖက်ပြီးလာခဲ့တာပါ။ရှင်းကလူလိုက်ခဲ့ရင်အထက်တစ်ခုအရောက်မှာလူတစ်ယောက်ကသူ့ကိုတတ်ချင်တယ်လို့ခံစားလိုက်ရပါတယ်။ အဲ့လူကမင်းကရှင်းလားဆာကာမိုတိုကိုနှုတ်ဆက်စကားပြောပေးပါဆိုပြီးထွက်တော့ပါတယ်အကုန်လုံးစောက်အပြင်ကိုထွက်နိုင်ခဲ့ကြပါရဲ့အားလုံးကဆာကာမိုတိုတို့ကိုကျေးဇူးတင်လကားပြောပြီးနှုတ်ဆက်ကြပါရဲ့အိမ်မြန်ရောတော့အဝတ်တွေပင်နေလို့အော်ရင်ကမင်းပေမဲ့အားလုံးကပြားလိုက်မှတခုခုလောက်ခဲ့ရလို့ပဲပြန်ပြေးပါရဲ့ဟန်နာကသူ့အဖေကိုအကြောင်းကအကြောင်းနေပြောပြပေးနေတာပါဒီမာရီယာပိုင်းကပြီးဆုံးတာပါရဲ့ဆာကာမိုတိုတို့ဟာပင်မနေရာတွေလမ်းဆန်းတော့အောင်ချွေးထုတ်ခန်းအောင်သွားပြီးရေထိုးကြပါရဲ့ ရှင်ရွတ်ကဒါပထမဆုံးအများဆုံးရေချိုးကန်းလာဘူးတာပါချွေးလုတ်ခံကိုရောက်တော့အရင်ကတပတ်မေးလာတာကြောင့်ချွေးလုတ်ခံကတပတ်ကိုဝယ်လိုက်ရပါတယ်ချွေးလုတ်ခံပိုင်ရှင်ကပါချီပါချက်ကျေးစားလေးဖြစ်ပြီးကျေးစားလုံးဝမအောင်မြင်လို့မိဘလက်ငုတ်လက်ရည်အလုပ်လေးကိုလာပြီးအမွေဆက်ခံနေရတာပါဇာကာမိုတိုကိုမြင်တော့တရားရောက်နေတူလိုပဲလို့တွေးနေတဲ့အချိန်ရှင်ကအနောက်ကနေဇာကာမိုတိုဆန်လို့ခေါ်လိုက်တာကြောင့်စူဂျင်းရန်သိမ်းပေါင်းတထောင်ထုတ်ခံနိုင်ရတဲ့ဇာကာမိုတိုဆိုတာသိကြသွားပါပြီဒါကြောင့်ချွေးလုတ်ခံပိုင်ရှင်ကလည်းဇာကာမိုတိုကိုရှင်းပြပြီးစူဂျင်းထုတ်မယ်လို့တွေးလိုက်ပါတယ် နောက်တော့ရှင်းတဲ့ဆာကာမိုတိုတို့ကအမျိုးသားရေချိုးကန်ဘက်စီကိုဝင်လာခဲ့ပါတယ်။ရှင်းတဲ့ဆာကာမိုတိုတို့ဟာရေကန်မှာရေတူစိန်ကြတာပေါ့။ဒါကိုပန်ရှင်ကရေပြေးအားအလိုကျွမ်းသုံးပြီးထုတ်လွှတ်လိုက်တာရှင်းကတော့လွတ်ထွက်သွားတယ်မယ်ဆာကာမိုတိုကတော့အေးစီပါပဲ။နောက်တော့ချွေးထုံးမဲ့အခန်းလေးကိုသွားပါတယ်။ပန်ရှင်ကအပူချိန်ကိုမြင်လိုက်တာဆာကာမိုတိုကအေးစီပင်မဲ့ရှင်းကတော့မြင့်မြော့ပဲကြက်မာတော့မယ်။ရေတဲ့စိန်တော့လည်းရေကိုခဲအောင်လှုပ်ပြလိုက်ပါတယ်။ဆာကာမိုတိုကဆာကာမိုတိုဆိုတဲ့အတိုင်းအေးစီပါပဲ။ဂျေဘန်အောင်မှာရေချိုးရတဲ့ဂျေဘန်ရှိန်ကိုမြင်မိမဲ့ဆာကာမိုတိုကတော့အေးအေးဆေးဆေးပါပဲ။ရှင်ကတော့လက်ထွက်သွားပါရဲ့ ရေချိုးလုပ်ပြီးသွားတဲ့အခါမှာတော့ရှင်းကိုစာကာမိုတိုကထမ်းပြီးထွက်လာရပါတော့တယ်။ရေချိုးကပတ်ရှင်ကြီးစားလူသက်သမားကလည်းစာကာမိုတိုရဲ့စကေးကိုမြင်ပြီးကြီးစားလုပ်ဖို့ကိုစွန့်လွတ်လိုက်ရပါပြီ။နောက်နေ့မှာတော့ရှင်းစာကာမိုတိုနဲ့လူလူတို့သုံးယောက်ဟာစားတောက်ဆိုင်ဆိုင်ကိုသွားကြပါရဲ့။အဲဒီအချိန်မှာလူလူကိုမာဖီးယားဂိုင်းမှခေါင်းဆောင်ပြန်လာလို့ပို့လာခေါ်တာပါ။လူလူကလည်းငါကစာကာမိုတိုဆိုင်ရဲ့ဝန်ထမ်းပဲလုပ်မှလို့ပြန်ဖြေလိုက်ပါရဲ့။လာခေါ်ရဲလူကလည်းဆာကာမိုတိုကိုစိန်ခေါ်ပြီးရှုံးရင်လူလူကိုပြန်ပေးရမယ်။နိုင်ရဲဆာကာမိုတိုကိုစူဂျေးထထုတ်ထားတဲ့လူရဲ့အချက်လက်ကိုပေးမယ်လို့ပြန်ဖြေလိုက်ပါရဲ့။ ဒါပေမဲ့ခွန်အားသုံးရှင်ပြန်ရမှာတော့မဟုတ်ပါဘူးဆာကာမိုတိုကတော့ညင်းမိမဲ့လူလူကစားကြတော့ဘို့လို့လက်ခံလိုက်ပါတယ်ဒါကြောင့်လာခေါ်ရဲလို့လည်းမြေရောက်ခန်းထဲခေါ်သွားပြီးအားလုံးကိုအနောက်တန်းဝစ်ဆောင်လဲခိုင်းလိုက်ပါတယ်ပြီးတော့ကာစီနိုတစ်ခုခေါ်သွားပြီးသိန်း300ပြင်ဆင်ပေးထားပါတယ်နှစ်နာရီအတွင်းအများဆုံးရှာနေတဲ့လူကအနိုင်ဆိုပြီးသိန်း300ကိုပေးထားခဲ့ပါတယ်ဆာကာမိုတိုလည်းမစိုးရိမ်နဲ့ရှင်းကစိတ်ဖက်နိုင်တာပဲလို့ပြောရမယ်ရှင်းကကာစီနိုရဲ့စီးမင်းတွေကစားနည်းတွေဘာဆိုဘာမှကိုမသိရပါတာကာမိုတိုလည်းမသိပါဘူးအဲဒီအချိန်မှာတစ်ဖက်ကလူကတော့ငွေ3000လောက်ပွားနေပါပြီ ဒီမှာရပိုင်းနှစ်ဆက်ပြီးဆုံးထားပါတယ်